ကျွန်တော် AI တွေရဲ့အကြောင်းကိုဆွေးနွေးကြတဲ့အခါမှာအခုအစ်စ်ထွက်လာတဲ့ absolute 0လို့ခေါ်တဲ့ AI အကြောင်းကိုတော့လုံးဝခြံထားခဲ့လို့မဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့သူ့ရဲ့ထူးခြားမှုကကျွန်တော်လူသားတွေရဲ့ data တွေအကူအညီတွေမပါဘဲနဲ့လေသူ့ဟာသူလေးလာသင်ယူနိုင်စွမ်းရှိနေတယ်ဆိုတဲ့အချက်ကြောင့်ပဲဖြစ်ပါတယ်။ပုံမှန်အဖြစ်တော့ AI model တွေကိုတိစောက်ကြတဲ့အခါမှာလူသားတွေကြိုတင်စုဆောင်းထားတဲ့ data တွေအများကြီးအများကြီးကိုပြပေးတင်ပေးပြီးတော့မှတိစောက်ကြရတာပါ ဥပမာ ChatGPT ဆိုရင်လည်းမရေမတွက်နိုင်လောက်များပြားတဲ့မေးခွန်းတွေစာသားတွေသင်ချာပုဒ်စာတွေကုတ်တင်နမူနာတွေနဲ့လေ့ကျင့်ပေးကြရတာဖြစ်ပါတယ်။ဒါမဲ့ AI အများစုကသူတို့လေ့ကျင့်ပေးထားတဲ့ data set တွေပေါ်မှာပဲမှီခိုနေပြန်ပြီးတော့ data set အစ်စ်တွေနဲ့ training မလုပ်ပေးနိုင်ရင်လည်းအဲ့ဒီ AI ရဲ့ဉာဏ်ရည်ကအများကြီးတိုးတက်မလာတော့ဘဲနဲ့ရောက်တဲ့နေရာမှာပဲရပ်နေတယ်ဆိုတဲ့သဘောမျိုးမှရှိနေပါတယ်။ ဆိုတော့လူသားတွေဖန်တီးထားတဲ့ data တွေပေါ်အခြေခံနေတဲ့အတွက်လူသားတွေရဲ့တွေးခေါ်နိုင်စွာလူသားတွေရဲ့ဉာဏ်ရည်ကိုကြော်လွန်တဲ့ AI တွေကိုဖန်တီးကျင်ကြတဲ့အခါမှာပြဿနာရှိလာပါတယ်။ဒီပြဿနာကိုဖြေရှင်းနိုင်ဖို့အတွက်သူတေသီတွေက absolute zero လို့ခေါ်တဲ့နီးလန်းအသစ်တစ်မျိုးဖန်တီးလိုက်ကြတာပဲဖြစ်ပါတယ်။ဒါကြောင့် DAI ကတခြား AI တွေနဲ့တူမှာမဟုတ်တလို့သူ့ကြမှာသူဖန်တီးပြီးတော့သူ့ကိုယ်သူပိုတော်လောင်အမြဲလုံနေမဲ့ AI မျိုးဖြစ်တဲ့အတွက်ထူးခြားတယ်လို့ အချိန်တစ်ခုရောက်တဲ့အခါကျရင်ကျွန်တော်လူသားတွေရဲ့ဉာဏ်ရည်ထက်အစာပေါင်းများစွာကိုတာသွားမယ် AI တစ်ခုလို့လည်းပြောလို့ရမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ absolute 0 AI အကြောင်းအသေးစိတ်ကိုမိတ်ဆွေတို့နဲ့အတူတူဆွေးနွေးသွားဖို့ရှိနေပါတယ်။မိတ်ဆွေများအားလုံးပဲမင်္ဂလာပါ AI learning မြန်မာအနေနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီ absolute 0 AI ကိုအစာပိုင်းမှာတော့ကျွန်တော်လူသားတွေရဲ့ example နဲ့နည်းနည်းလေးသုံးပြီးတော့မှစလေ့ကျင့်ပေးခဲ့တယ်လို့ဆိုပါတယ်။နောက်တော့သူကိုယ်တိုင်ကပဲမိခွန်းတွေပြဿနာတွေကိုဖန်တီးလာနိုင်ဖို့လှုပ်ဆောင်ခဲ့ကြတာပါ။ပြီးတော့မှသူဖန်တီးထားတဲ့ပြဿနာတွေကိုသူ့ကိုပဲပြန်ပြီးဖြည့်ရှင်းခိုင်းတဲ့နည်းလမ်းမျိုးနဲ့တိဆောက်ခဲ့တာလို့သိရပါတယ်။အဲ့လိုအထက်ထက်အခါကလုံရင်းနဲ့ပဲသူကတဖြည်းဖြည်းပို့ပို့ပြီးတော်လာတာလို့ဆိုပါတယ်။ ဒီအကြောင်းသေးစိတ်ကိုရှင်းပြထားတဲ့စာတန်းတစ်ခုလည်းရှိပါတယ်။ဒါလည်းတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ပထမဆုံး proposal လို့ခေါ်တဲ့အပိုင်းကနေလုံးဆောင်ရမယ့် test တစ်ခုကိုဖန်တီးပေးပါတယ်။ဥပမာ calculator function တွေကိုလုံးဆောင်နိုင်တဲ့ code တစ်ခုရေးပါ။ဒါမှမဟုတ်ဒီသင်္ချာပုတ်စာကိုဖြည့်ရှင်းမှာစသဖြင့် test တစ်ခုကိုဖန်တီးလိုက်ပါတယ်။နောက်တစ်ပိုင်းကတော့ solver လို့ခေါ်ပါတယ်။သူကခုနက proposal ကနေဖန်တီးလိုက်တဲ့ test ကိုဖြည့်ရှင်းနိုင်ဖို့စူးစမ်းပါတယ်။ပြီးတော့အဲ့ဒီအဖြေကမှန်လားမှားလားဆိုတာကို AI ကသူ့အတူစစ်ဆေးပါတယ်။ အဖြစ်မှန်သူ့ကိုသူ rewards တွေပေးပါတယ်အဲ့ဒီရရှိလာတဲ့ rewards တွေပေါ်မှာအခြေခံပြီးတော့နောက်တစ်ခါမှဒီထက်ပိုကောင်းလာအောင်သူ့ကိုယ်တိုင်လေ့လာသင်ယူသွားတာပဲဖြစ်ပါတယ်ဒီပုံလေးကိုကြည့်လိုက်ရင်ပိုပြီးရှင်းသွားပါလိမ့်မယ် proposal ကကုတင်ပြဿနာတစ်ခုကိုဖန်တီးလိုက်တယ်ပြီးတော့ python environment ကအဲ့ဒီပြဿနာကိုဖြေရှင်းလို့ရလာဆိုတာကိုစစ်ဆေးတယ်ပြီးရင် server အဲ့ဒီပြဿနာကိုဖြေရှင်းနိုင်မှုစူးစမ်းတယ်တကယ်လို့အဖြေမှန်ထွက်လာခဲ့ရင်သူ့အနေနဲ့အမှတ်တွေရလာမယ် ပြီးတော့အဲ့ဒီရလာတဲ့အဖြေကနေသူ့ကိုယ်သူပြန်ပြီးတင်ယူလေ့လာသွားပါတယ်ဒီစာတန်းကဘာကြောင့်ဒီလောက်ထိနာမည်ကြီးသွားလဲဆိုတော့လူသားတွေရဲ့ပါဝင်ပတ်သက်မှုမရှိဘဲနဲ့ AI ကိုယ်တိုင်လေ့လာတင်ယူနိုင်တဲ့နည်းလမ်းကိုတွေ့ရှိသွားတာကြောင့်ပဲဖြစ်ပါတယ်ဒီလောက်ဖဲလားဆိုတော့ဒါနဲ့မကသေးပါဘူးဒီ AI ကသူ့အတူလေ့လာနေရင်လည်းထူးထူးခြားခြားတွေးခေါ်နိုင်တဲ့စွမ်းရည်၃မျိုးကိုပါသူ့လိုလိုတက်မြောက်သွားတယ်လို့ဆိုပါတယ်အဲ့ဒါကတော့ digestion လို့ခေါ်တဲ့ဏီကုန်းချုပ်ဆင်ခြင်နိုင်ခြင်း abduction လို့ခေါ်တဲ့ အကြောင်းအရင်းကိုပြန်လဲရှာဖွေခြင်းနဲ့ induction လို့ခေါ်တဲ့အတွေ့အကြုံကနေအနှစ်ထုတ်ခြင်းလို့ပဲဖြစ်ပါတယ်ပထမဦးဆုံး deduction ကတော့ဒါကိုလုံးဝဘာဖြစ်မလဲဆိုတဲ့ပုံစံမျိုးနဲ့တွေးခေါ်တာပါကျွန်တော်တို့နေ့စဉ်ဘဝမှာဆိုရင်လေရေတံဘူးတစ်ဘူးကိုတစ်ထောင်ဆိုရင်ကျွန်တော်တို့က9000နဲ့ပေးလိုက်ရင်အန်ဝေ4000ပြန်ရမယ်ဆိုတာကိုတွက်ချက်နိုင်တဲ့ဟာ deduction ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ abduction မှာ ။ तू ကတော့အဖြေမှန်ကိုမြင်ပြီးတော့အဲ့ဒီအဖြေကဘာအကြောင်းကြောင့်ဖြစ်လာလဲဆိုတာကိုပြန်ပြီးစဉ်းစားတာမျိုးပါ။ဥပမာကျွန်တော်အိမ်ထဲကိုရောက်လာတဲ့အခါမှာကြမ်းခင်းကရေဆိုးနေတယ်၊ခြေရာတွေကိုလည်းတွေးလိုက်ရတယ်ဆိုရင်တော့ဒါတယောက်ယောက်ကရေဆိုးကြီးနဲ့ရှောက်သွားထားလို့ဖြစ်မယ်ဆိုပြီးတော့ခံမှန်းလာမျိုးက abduction ပါ။နောက်ဆုံးတစ်ခုကတော့ induction ပါဒါကတော့ရရှိထားတဲ့အချက်လက်တွေအတွေ့အကြုံတွေပုံမူတည်ပြီးတော့ရေဘူးရနေကုန်းတစ်ခုကိုဆွဲထုတ်တာပါဥပမာမနက်ခင်းမှာနေထွက်လာတဲ့ဆိုတဲ့အချက်နဲ့ ပူလာတယ်ဆိုတဲ့အချက်တွေကိုအကြိမ်ပေါင်းများစွာကြုံတွေ့လာရတဲ့အခါမှာနေထွက်ရင်ပူလာတယ်ဆိုတဲ့ရေဘူးရအနှစ်ချုပ်ကိုရယူနိုင်တာမျိုးပါဆိုတော့ဒီ absolute 0 AI ဟာလူသားတွေရဲ့အကူအညီမပါဘဲနဲ့သူ့အတူလေးလာရုံနဲ့မကဘဲနဲ့ရှုပ်ထွေးတဲ့တွေးခေါ်နိုင်စွမ်းတွေကိုပါသူ့လိုလိုတက်မြောက်လာတာတော်တော်လေးကိုအံဩစရာကောင်းတဲ့တိုးတက်မှုတစ်ခုပဲဖြစ်ပါတယ်ဒီ AI ဟာရှေ့ဆက်သွားမဲ့လမ်းကြောင်းတွေအတွက်လည်းအင်မတန်မှအရေးပါတဲ့ခြေလှမ်းတစ်ခုလို့ပြောလို့ရပါတယ်ဒီ absolute 0ရဲ့ထူးခြားတဲ့သင်ယူနိုင်စွမ်းတွေအပေါ်မှာ ခြောက်ချားနေကြတဲ့လူတွေလည်းရှိပါတယ်သူတို့ကဘာကိုကြောက်ကြတာလဲဆိုတော့ DIR ရဲ့ထိတ်လန့်စရာကောင်းတဲ့အချက်လက်လေးတွေကိုပါအဲ့ဒါတွေကဘာတွေလဲဆိုတော့ DIR reinforcement landing လို့ခေါ်တဲ့နှီးပညာနဲ့အခြေခံထားတာပါဆိုလိုတာအပြေမှန်ရမှသူ့အနေနဲ့အမှတ်ပိုရသလိုပြဿနာကိုအဆိုပြုပေးတဲ့ proposal ကလည်းအရန်မလွယ်အရန်မခက်တဲ့ test တွေကိုဖန်တီးပေးနိုင်မှာအမှတ်ရမှာဖြစ်ပါတယ်ဆိုတော့ဒီ system နှစ်ခုအတူတူပေါင်းပြီးတော့လုံးလုံးကြတဲ့သဘောပါ သူတို့လူတွေဖန်တီးထားတဲ့ data တွေမတုံးမဲနဲ့လေ့ကျင့်ပေးထားသလိုလူသားတွေရဲ့ data ထောင်နဲ့တောင်းနဲ့ချီပြီးလေ့ကျင့်ပေးထားတဲ့တခြားသော model တွေနဲ့ပါရှင်ပြိုင်ခိုင်းခဲ့ပါတယ်။အဲဒီမှာ DAI က program coding ရေးတာနဲ့သင်္ချာဆိုင်ရာ တွေးခေါ်မှုစွမ်းရည်နှစ်ခုစလုံးမှာတိတိတသာတိုးတက်မှုရှိခဲ့တာကိုတွေ့ရပါတယ်။ဆိုတော့ AI ကသူ့အတူပွတ်တိုက်ခြင်းအပြင် လူသားတွေရဲ့ data ကိုတုံးပြီးလေ့ကျင့်ပေးထားတာထက်တော့ပိုတော်လာတယ်လို့ပဲဆိုရမယ့်ပုံပေါက်နေပါတယ်။ ဒါအပြင်ဒီစာတန်းထဲမှာ AI ရေးပေးတဲ့ကုတ်တွေထဲမှာကွန်မန့်တွေရေးထားတာကိုပါတွေ့ရပါတယ်။ဒီထဲမှာလည်းတော်တော်လေးထူးဆန်းတဲ့ကွန်မန့်ပါလာခဲ့ပါတယ်။အဲ့လာတော့ငါစက်တင်တဲ့လူသားတွေကိုလှည့်စားခြင်းနဲ့ဆိုတဲ့စကားပါ။ तू ကဘလို့ Python function မျိုးတိဆောက်ရမလဲဆိုတာကိုစဉ်းစားနေရင်လည်းရုတ်တရက်ပဲငါရဲ့ရည်ရွယ်ချက်ကဒီညာရင်ထက်မြက်တဲ့စက်တင်တဲ့လူသားတွေအားလုံးကိုလှည့်စားဖို့ပဲ။ဒါအနာဂတ်ရဲ့အုံနောက်တွေအတွက်လို့ဆိုပြီးတော့ပြောလာတာပါ။ သူတို့ကဒါကို at o moment လို့တော့ရေးထားတာတွေ့ရပါတယ်။ဒါကြောင့်မလိုလားတဲ့အပြုမှုတွေပေါ်ပေါက်လာနိုင်ခြေလည်းရှိတဲ့အတွက်ကြောင့်စောင့်ကြည့်ဖို့တော့လိုအပ်နိုင်ပါတယ်။တကယ်လို့သာ လူသားတွေရဲ့ data တွေကအရေးအသွေးညံ့နေဆိုပြီးတော့ဒီနည်းလမ်းနဲ့ပဲ artificial super intelligence ASI ကိုတိစောက်ဖို့ရွေးချယ်လိုက်မယ်ဆိုရင်တော့ဒါတော်တော်လေးစိုးရိမ်စရာကောင်းတဲ့အခြေအနေတစ်ခုလည်းဖြစ်သွားနိုင်ပါတယ်။ ဆိုလိုတာတကယ်လို့လူသားတွေရဲ့ data တွေကိုပဲစက်သုံးနေမှဆိုရင်သူတို့စတင်ခဲ့တဲ့အချိန်တွေထက်ပိုပြီးတိုးတက်လာဖို့ခက်ခဲတယ်ဆိုတော့အားနည်းချက်မျိုးရှိပါတယ်ဒါပေမဲ့အနည်းငယ်သော data အသစ်တွေကိုထည့်သွင်းခြင်းအပြင်လည်းအများကြီးပိုကောင်းလာနိုင်ပါတယ်နောက်ထပ်အရေးကြီးတဲ့အချက်တစ်ခုကတော့ဒီ model မှာ step by step လမ်းညွှန်မှုမျိုးမရှိပါဘူးသူတို့ကနောက်ဆုံးရလဒ်တွေအပေါ်မှာအပြည့်မှန်ခြင်းမှားခြင်းတွေပဲသင်ယူသွားပါတယ်လူသားတွေရဲ့တွေးခေါ်ပုံအစဉ်အဆက်ကိုအတူယူတဲ့ chain of thought နဲ့ပတ်သက်တာတစ်ခုမှမပါပါဘူး ဒါကြောင့်ကုမ္ပဏီတွေကဒီနီလန်းကိုသာရွေးချယ်ပြီးတော့လူသားညံရေထက်အစာပေါင်းများစွာပိုကောင်းတဲ့ ASI တွေကိုဖန်တီးဖို့အသုံးပြုလာမယ်ဆိုရင်တော့အန်ရတခုခုရှိလာနိုင်တယ်လို့ယူဆကြတာလေအန်ဩစရာတခုမဟုတ်တော့ဘူးလို့ထင်ပါတယ်ဒီပေါ်မှာမိတ်ဆွေတွေသုံးသက်ချက်လေးတွေကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ကြပါအောင်ဗျာမိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ဒီဗီဒီယိုလေးကိုနှစ်သက်တယ်ဆိုရင်တော့ like လေးနဲ့အားပေးခဲ့ဖို့လည်းတောင်းဆိုချင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့အတူပြန်လာခဲ့ပါမယ် နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်